ရမ်းမြောက်လာရှုမြို့နယ်နားလိုင်ရွာနဲ့နှမလို့ရွာကြားမှာဖြစ်ပွားခဲ့တဲ့ရန်တက် SSPP နဲ့ကိုကန်တက် MNDA တို့ကြားတိုက်ပွဲတွင်ကိုကန်တက်သား၁၀ဦးကြာဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဖြစ်စဉ်သိရသူတူကရှုမြို့ပြောပါတယ်။မနေ့ဂျွန်လတရက်နေ့လယ်၂နာရီခွဲမှာ SSPP စစ်ကြောင်းထွက်နေချိန် MNDA ဘက်ကကြားဖြတ်တိုက်ခိုက်ခဲ့လို့တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ SSPB တဘက်ကထုတ်ပြန်ထားပါတယ်။ တယ်။အဲမှာကုကံဘက်ကအယောက်20။အမဟုတ်ကုကံဘက်ကအယောက်အယောက်10ပါ10ယောက်။အညာရတာလည်းရှိတယ်လို့ပြောတယ်။အဲ့ဒါကိုဒီနေ့က SSB ကနေပြီးတော့ဒီဟနာကိုဖြတ်ပြီးတော့ဟနာရွာကိုဖြတ်ပြီးတော့ဒီတီဘောလာရှိုကာလမပေါ်မှာရှိတဲ့နောက်မုံကိုလာလဲချင်တယ်ပေါ့။အဲ့မှာရှင်းလိုက်တော့အချိန်မှာ အဲ့ဒီရှာအဖွဲ့လေးကဟာနာပြေကိုဆင်းလာတာပေါ့လေအဲ့မှာကိုကန့်လေးနဲ့စကားများကြတာပေါ့မင်းတို့မတော်နဲ့ဒီလမ်းမကြီးအတိုင်းတော့ပြင်မတော်ဘူးမင်းတို့တွားချင်ဒီတောင်ကိုကြော်ပြီးတော့ပဲတွားဒေါ်လာနဲ့ဒေါ်လာကနေအဲ့ဒါနဲ့ဒီရှာအဖွဲ့လေးကလည်းဟုတ်ပြီဒေါ်လာနဲ့နင်းဆိုရင်ငါတို့ဒေါ်လာနဲ့နင်းမယ်ဆိုတော့ဒေါ်လာနဲ့နင်းပြီးတော့မတွားတာအဲ့ဒါကိုဒီကိုကန့်ဘက်ကနေပြီးတော့နောက်ကနေချီအောင်ခံလိုက်တာပေါ့လိုက်ရင်လိုက်ရင်လိုက်နဲ့အဲ့ရှာအဖွဲ့လေးကလည်းတိတော့အဲ့မှာနေရာကောင်းကောင်းနေရာမှာတွားနေပြီးတော့စောင့်ကြည့်တဲ့ချိန်မှာကိုကန့်လေးကလည်းတွားမြင်မြင်နေတာနဲ့အဲ့မှာပြစ်ခတ်မှုဖြစ်ကြတာပေါ့လေအဲ့ဒီနီနာတွားမှာရှိတယ်နားလိုက်ဟိန်းနာဟင်းလုံး ကောင်းဟောစတဲ့ကြီးရွာကဒေသခံတွေကိုလည်းကိုကန်တပ်ကဝန်ထွက်သွားလာတာတွေမလုတ်ခိုင်းဘူးလို့သိရပါဗျ။သွားလာတာတွေတွေ့ရင် MNDA ကဖမ်းဆီးမယ်လို့လည်းပြောဆိုထားပါဗျ။เออအခုကကိုကန်ကဒီဟိတ်လွန်ကကြွာကလူတွေကိုလည်းခဏောက်ပေးမလာဘူးတဲ့ခဏောက်ကလူတွေကိုလည်းဟိတ်လွန်ကပေးမသွားဘူးတဲ့တွားလာရင်ဖတ်မယ်ပါညာဆိုတော့အမိန့်ထုတ်တာတဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမရှာအဖွဲ့ကတော့မသားဘူးရှာအဖွဲ့ကဘယ်သူကတင်သွားလာချင်တာပေါ့ဒါနဲ့ကိုကန်ကတော့တားထားတယ်တဲ့ ကိုကအဖွဲကဘာမှမစီမဆိုင်ဟန်နာရွာမရဲ့နတ်စင်မှာထောင်ထားတဲ့အလံဖြူအလံနီလေတော့မှတွားပြီးတော့ဖြုတ်ချဖြစ်တယ်လို့ပြောတာပဲလူများယူနေလားမသိပါဘူးလက်ရှိမှာ SSPP တပ်ဖွဲ့ကလည်းစီရင်အားဖြည့်ထားသလို MNDA တပ်ဖွဲ့ကလည်းစီရင်အားတွေထပ်ဖြည့်နေပြီးနှစ်ဖက်စလုံးစီရေးတည်မာနေကြတယ်လို့သိရပါဗျ။